ငါပြထားတယ်သွားကြည့်ဦးဘာလို့သွားကြည့်ဦးငါပြထားတယ်တကြီးချတာမြင်လားမြင်တယ်မြင်တယ်လို့မြင်လားကားဟုတ်တယ်ပြီးတော့မိတ်မသုံးကြည့်ဘူးနော်ဟာတကြီးချတာမြင်လားသွားကြည့်ဦးဒီကြေးဒီခွန်တောင်ရဲ့အထက်ကအောင်တော်မူမြတ်စွာဘုရားတဲ့ဒါမော်ကြီးတို့ရဲ့အကိုကြီးဦးစင်းဝတ်နေတာပေါ့နော်ဦးစင်းဝတ်နာဒီတောင်ပေါ်မှာနေပြန်လွန်တော်မူသွားတာဘယ်သူမှမသိလိုက်ဘူးဒီမှာဒါအကိုကြီးဆုံးဦးစင်းဝတ်နေတာပြန်လွန်တော်မူသွားတာအဲ့ဒါ 6ရက်ရှိသွားပြီတဲ့လောက်တူဘူးထိုးနေနော်မမေကရာမျိုးရေမိုကေ YouTube channel ကြည့်လိုက်ပါတယ်ဒီရက်တစ်ဆက်ပေးမဲ့တဲ့ရင်က မလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရေရကွန်တောင်ရွှေဟင်းသာကူအပေါ်တက်အောင်တော်မူဖုရားမှာဘုံကြီးဥဒ္ဓမဆရာတော်တပါးတဲ့တရင်သုံးနေထိုင်တာပေါ့နော်ဒီနေမကောင်းတာကိုလည်းဒီသူ့ရဲ့ဆွေမျိုးတွေကိုအတိမပေးဘဲတော်တော်မူရာ6ရက်မြောက်နေ့မှဒီဆွေမျိုးတွေကတိလို့ဒီနေ့မှာတော့ဒါမိသိန်းကြိုတယ်သူဒီကြောင်းကိုဆွဲလန့်ပြီးရောမကြုံမလို့ကြောင်းအောင်ပူကက်ပြောဆိုတဲ့ရုတ်တံပီဖိုင်နဲ့ပတ်သက်ပြီးရောသူ့ရဲ့ညီမအရင်းဖြစ်သူတွေကအစ်စံပြန်လည်ရှင်းပြလာတဲ့ရုတ်တံပီဖိုင်မတန်လေးကိုဒီဆက်ပြသက်ပေးသွားခြင်းပါတယ်ဘတ်မိတ်ဆွေမျိုးတွေတိအောင်လို့ဒီတရင်လေးကိုလည်းပြီးရောမျှဝေဒီဆက်ပြလည်ခြင်းဖြစ်တယ်အစတော့ကျွန်တော်ပီဖိုင်လေးကိုဒူလိုက်ကြည့်အောင် တီးလိုက်ပြီအဲ့ဒါကြောင့်မို့နော်လူပွားရောက်တုံးလေးမှာနော်ကိုယ်တော့ဘာမှမပါဘူးဆိုတာဒီပြရတာနော်ဒါဒါဒါအကူကြီးတဲသွားတဲ့ဖရားတွေပါရှင်အများကြီးပဲဖရားတွေကဲနော်တောင်မမအကူကြီးကဥဆောင်ပြီးတဲတာပေါ့နော်အလှူရှင်တွေကတော့ရှိတာပေါ့မန္တလေးကရွှေဆိုင်တွေကနေတူကြတာလူကြတာဒီမှာ ဒါခုတောင်မိုးရောက်လာဟင်းသာကူရဲ့အထက်အောင်တော်မူဖရာတဲ့ဒါမော်ကြီးတို့ရဲ့အကူအကြီးဆုံးအောင်နမရှိရောက်ဖရာအကူအကြီးဆုံးဒါအရင်ဆုံးစုံသွားတာအရင်ဆုံးစိတ်မကောင်းစရာပဲဗျာနော်ဒါခွေးလေးတွေစဲကောင်ကြံနေတယ်တဲ့ဒီခွေးလေးတွေဘလို့လောက်ကြမယ်မသိဘူးဒီခွေးလေးတွေဘသူမှပြေဒီတောင်ပေါ်မှာလည်းလူတယောက်မှလည်းမရှိဘူးအဲခွေးလေးတွေ ာအကိုကြီးရဲ့ညီမငယ်ဆုံးလေးကိုသူ့အိတ်ကြီးတော့ပေးထားခဲ့တယ်တဲ့ဘာအိတ်လေးတော့မသိဘူးအဲ့လိုအိလေးတော့အငယ်ဆုံးညီမလေးကိုပေးတယ်ဒီမဲ့ဒီခွေးလေးတွေဘလို့စောင့်ရှောက်ကြမလို့ဟိုခွေးစားလာလာကြွေးတဲ့ကလေးလေးရောက်ရလာစောင့်ရှောက်မှရမှာဒီတောင်မမလူကမရှိဘူးဒါခုကျန်တဲ့ညီကောင်မောင်နှမတွေအကုန်လုံးကလာတဲ့ကြိုးရတာပေါ့နော်ကဲဘောရာတို့ရေလူဘွားဆိုတာနော်ကိုရှိတဲ့တင်ဆိုင်ကိုလာတာအကောင်းတဲ့ဘုံကတော့ရောက်မှာပါ ဘောင်းဆိုလောက်ဖျားတွေတဲចောင်းနေဆောက်တာဒါဆိုရင်ဒါဦးတယောက်ထဲလောက်ခဲ့တဲ့နေရာတွေဒီမှာညောင်မင်းကြီးတွေဆောက်ထားတယ်ညောင်မင်းကြီးနော်ဟိုညောင်မင်းတွေလည်းသူအာဒါပါလိဟိစီတဲ့အင်းအကုန်လုံးနိုင်တာဒီမှာဒီလမ်းလေးတွေဆိုဖြစ်အောင်ကိုလောက်တာကဲကိုရေကောင်းရမွန်ရရောက်ပါစေဦးစင်းဆိုတော့နော်ဆရာတော်ဖျားကောင်းရမွန်ရရောက်ပါစေမတိလိုက်တော့ကြတော့ဒီမှာလူရောက်ပေါက်ကလည်းနဲတယ် လူတွေစုံတွဲတွေလာရင်လည်းမကြိုက်ဘူးလူတွေနဲ့ကိုသူကမနေတာမနေတော့ကြတော့သူသေးတာတော့ဘယ်သူမှမသိဘူးဟုတ်တယ်လူသေးတာကြဘယ်သူမှမသိတော့ကဲခုလောက်တယ်တောင်တက်နေတာအဲ့ဒါဆရာလေးတော့ရှင်ဆိုရင်ဘာစညာတော့အဲ့အောင်မှဆုံးတယ်ခင်မဟုတ်တယ်တပည့်တော်လာတယ်ဆိုလို့ရှိရင်လည်းဆရာတော်ဆရာလေးဗျာဒီမဲ့ဟဲ့ပြန်ကြတော့ပြန်ကြတော့စကားကိုမပြောရသေးဘူးပြန်ခိုင်းတာဟုတ်တယ်ပြန်ခိုင်းတာအဲ့တော့ကိုကလာတာလေနော်တကူးတကလာတာခင်ဗျာ ။သူကပြန်ခိုင်းတော့ကျတော့ကိုကမပြန်ညင်သေးတော့ဇို့စကားကိုမပြောနဲ့။သူပြန်ပြန်ပြန်။ခွေးလေးပူကြုံမှာလေ။ခွေးတက်လာပါ။ငယ်ငယ်လေးတွေဆိုညီမငယ်ငယ်လေးတွေဆိုတော့။ပြန်မ။အားရဲလို့ဆိုသူကညာအိမ်မှာတော့ဟုတ်ဘူးလေကော။တောင်ပေါ်ကဖုန်ကြီးဥတ္တမဆုံးသွားတဲ့အကြောင်းကိုဒါကပြန်ပြီးတော့ပြောပြပေးတာပြောပြပေးတာဆိုတာကကြတော့မနေ့ကလည်းတင်သင်းသလောက်ဗီဒီယိုလေးတွေလည်းတင်ပေးထားတယ်အဲပြီးကြတော့ဒီဖုန်ကြီးကိုတချို့ကဒီ ပြန်လုံတော်မူတာတောင်မှအဲစွဲတယ်ပေါ့နော်မှန်ပါတယ်သူတို့ပြောသလိုဒီသူလှုပ်เสียရာကိစ္စတွေမပြီးပြတ်သေးတဲ့အရာတွေကိုစွဲတယ်ဆိုတာကိုလက်ခံတယ်မိသားစုအနေနဲ့ရကြတော့လေဘာလို့လက်ခံနေလဲဆိုတော့မနေ့အဲ့ဒီဖုန်းကြီးမှာဖုန်းကြီးနိုင်ရေတကြိုးရောမယ်ဆိုပြီးကျွန်တော်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာဖုန်းကြီးဘေးမှာဖုန်းကြီးရဲ့ဒီအခန်းမှာပေါ့နော်ဒီပတ်စံလေးတွေအိတ်ကလေးနဲ့ထုတ်ထားရေးလဲတွေ့ခဲ့တယ် အဲ့မှာသူ့တကားတွေကအမြဲတမ်းတောင်ပေါ်တက်နေတဲ့တကားတွေရှိတော့ခါကြဘာလဲဆိုတာကိုမေးတော့ကြတော့ဒါကလန်းခင်းဖို့အတွက်ကြံတဲ့ဝိထုငွေတွေဆိုပြီးတော့သူတို့ကပြောပြတယ်လန်းခင်းမဲ့အတွက်ကြံတဲ့ဟာတွေဆိုတော့ခါကြတော့အခုဟာကလန်းခင်းမဲ့နေရာဘယ်နေရာလဲဆိုတော့ကျွန်မတို့ပုံမှန်တက်တယ်ဆိုရင်ဒီဟင်းနာကူဟင်းနာကူဒါဟင်းနာကူတောင်ပေါက်ရောက်ပြီဆိုတောင်ပေါက်ရဲ့ဘေးကနေတက်သွားရင်လည်းရတယ်ဒီဖုန်ကြီးเจ้าဘေးကနေပြီးတက်သွားရင်လည်းကျွန်တော်တို့ဘာကြီးဖုန်ကြီးစီကိုရောက်တယ်ဒါပေမဲ့သူကကြတော့ဒီက က်လာတဲ့သူတွေလည်းအဆင်ပြေအောင်လို့ဟင်းသာကူတောင်ပေါ်ကနေတက်သွားလိုက်လို့ရှိရင်ဒီမှာဒီဇေဒီတဆူရှိအဲဇေဒီရဲ့ဘေးမှာကားလန်းဆိုတဲ့အရာလေးကျွန်တော်ဒုတိယဘာကြီးမိုးပြောပြထားတဲ့ဗီဒီယိုမှာလည်းပါတယ်တစ်ချက်ကြည့်ကြည့်လားအဲလန်းကကြတော့ဆင်းရပြူရတာအရင်လွန်ခဲ့တဲ့၄-၅နှစ်လောက်ကတော့သူလန်းနေရှင်းထားတဲ့အတွက်ကြောင့်မလို့ဟိုကွန်ကရစ်လန်းတော့မဟုတ်ဘူးကြောက်ခဲလန်းနေပဲသွားတာတော့လန်းကောင်းနေဒါပေမဲ့ခုနောက်ပိုင်းကျတော့နည်းနည်းလေးလန်းလေးကပြန်ဆိုးသွားတယ် ဲ့မှာဘာမှမကျင်တတ်တာတော့ဆိုရင်ဒီသူတို့ကဖုန်ကြီးကဒီမျိုးတခြားဖုန်ကြီးတွေကိုစော်ကားတာတော့မဟုတ်ပါဘူးဟိုစည်းစိမ်တွေမတ်တယ်ဖုန်ကြီးစည်းစိမ်တွေတချို့မတ်နေမှာဆိုရင်လည်းမလီဖုန်ကြီးတွေကအေယာကွန်တမပြည့်ရင်တော့မှအေယာကွန်ကချက်ချင်းလာတာတွေရောဗာရောမန့်ထားလို့ကျွန်တော်တို့ဗာကြီးဖုန်ကြီးဥရမကကြတော့အဲ့လိုဖုန်ကြီးမဟုတ်ပါဘူးဒီမန်းလေးမှာဆိုရင်လည်းဒါသူ့ရဲ့အိမ်ဝိုင်းရှိရယ်နော်သူကလူပြိုကြီးကြောက်တမား လူပြိုကြီးဒါပေမဲ့လွန်ခဲ့တဲ့20ကျော်ကျမတို့ငငယ်လေးကလေးကသူအောင်အရင်ဆုံးအောင်တော်မူဖရားမှာသူဒီပေါန်တုတ်ပိန်ကျွန်တော်တို့ဒီရှေးခေတ်တုန်းကလူကြီးရေးစီးရဲ့ယောက်ျားစီးပိန်ကြီးနဲ့သူအောင်တော်မူဖရားဒီအခုတဲအခုအစ်စ်ထက်တယ်ထားတဲ့ဂျိုးပြင်းနမီမဟုတ်ဘူးညောင်ပင်ကြီးနဲ့ဂျိုးပြင်းနမီနမ်းမှာသူကတန်ရှိရေးလုတ်ပေးတယ်ဖရားဝေယာဝိစာရီအကုန်လုတ်ပေးတယ်ညနေဆောင်ဆိုရင်စပိန်လေးနဲ့ပြန်လာပြီသူ2နာရီ3နာရီလောက်ဆိုရင်ဖရားကိုသွားပြီး ဲ့ရန်နေပြီးတော့ဝတ်ဖြူယောဂီယောဂီလည်းဝတ်တယ်ပြောမယ်ဆိုရင်ပိတ်ဖြူအဖြူလည်းဝတ်တယ်အဲ့ရန်နေမှာတဖြည်းဖြည်းနဲ့ तू ကညဆိုရင် तू အိမ်မက်တီမှတ်တာငါ့ကိုစစ်သားကြီးတယောက်ကဟင်းသာကူတောင်ပေါ်ကိုလာလာဖို့ခေါ်နေတယ်ဆိုတဲ့အရာကြီးလေကျမတို့ကသိရတယ်အဲ့မှာလေနောက်ပိုင်းညာသူတဖြည်းဖြည်းနဲ့အောင်တော်မူခရားနေပြီးတော့လူများရင်လည်းသူကမကြိုက်ဘူးအတန်ရှင်းရလည်းမတရားကြိုက်တာဖုံပေါ်ကအဲလူများရင်လည်းမကြိုက်စူညံတာလည်းမကြိုက်တော့ကြာနောက်ပိုင်းသူကကြာတော့ရေတကွန်တောင်ပေါ်ကိုရောက်သွားတယ်ရေတကွန်တောင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာကျမဟို ဘာကြီးမိုးဗီဒီယိုဖိုင်လေးတင်ထားတယ်မလားဘာကြီးမိုးပြောနေတဲ့အရာတွေနဲ့လောကကွက်တိအကုန်လုံးတောင်ပေါ်ရောက်သွားတဲ့အချိန်မှာလမ်းလည်းမပေါက်ဘူးအုတ်တွေတဲတွေတဲဖို့ဆိုတာလည်းမလွယ်ဘူးအဲသူ့မှာအခုထိုင်းတော့အိမ်မှာအိမ်မှာသူဘေးရင်လေးတွေဟောပေးတယ်ဘေးရင်ဟောပေးလို့လာလူသွားတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်ဒီမိသားစုကလူသူ့ကိုလူတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်သူကအကုန်လုံးတောင်ပေါ်မှာအသုံးချတာတောင်ပေါ်မှာအသုံးချရဲဆိုတာဒီဖရာကြီးတဲဖို့အတွက်ကိုသူကအသုံးချတယ်လူတွေတန်းတယ် သူ့ကိုကြိုးတွေလည်းအကုန်စွန့်နေကြောက်သမားဗျာလူပြိုကြီးကြောက်သမားလူပြိုကြီးအိမ်ဝိုင်းတွေအကုန်စွန့်သွားတယ်စီးစိမ်တွေမတ်တယ်ဆိုလို့တန်းရှင်းပြပေးရနော်အကုန်လုံးကိုစွန့်ပြီးတော့မှသူတောင်ပေါ်ရောက်သွားတယ်တောင်ပေါ်ရောက်သွားတော့ကြတော့လေအစာပိုင်းတော့တောင်ပေါ်မှာကကြတော့လူဝင်းနဲ့ဆိုတော့နေတယ်အဲနေတယ်နေတယ်နေတယ်နောက်ပိုင်းနေကြတော့သူသွားလိုက်ပြန်လိုက်နေတာ နောက်ပိုင်းနေကြတော့ဘလို့ဖြစ်တော့ဆိုတောင်ပေါ်မှာတချိုးအားကြတော့လေဖုန်ကြီးရင်းမဟုတ်တဲ့အတွက်ကြောင့်မလို့သပုတ်လေလွင့်နေပြောကြတယ်ပြဿနာကြီးတက်တယ်နောက်ထပ်ကြတော့လေကျန်တဲ့ဒီဟိုပေါ့ကျမတို့တီးတဲ့လောက်ကိုပဲပြောပြပေးရအောင်เนาะကျန်တဲ့ဟာတွေကလည်းအနေမခံဘူးဆိုတဲ့အတွက်ကြောင့်မလို့အဲသူကတန်ခါနိုင်ရကမှတိမ်ဝင်လိုက်တာဖုန်ကြီးပြန်ဝစ်ပြီးတော့တိမ်ဝင်လိုက်တာတိမ်ဝင်ပြီးတော့မှသူကအိုက်တောင်ပေါ်မှာ က်ပြီးတော့ဒီသာသနာပြုလုပ်ငန်းတွေကိုသူကဆက်လုပ်တယ်ဆက်လုပ်တဲ့အချိန်မှာကျတော့လည်းအခုပြန်လွန်တော်မူလာနေဆိုရင်ဆက်တဝါရောက်သွားပြီအဲသူကကျတော့ပြောမယ်ဆိုရင်ဟိုတနေ့ကဆွဲတဲ့ဗီဒီယိုဖိုင်လေးကိုပြန်ပြောပြပေးမယ်ရိုက်ပြီးတင်တဲ့သူကကျတော့လည်းဒီပေါ့သူကကျတော့လည်းဒီနာမှုကူညီတဲ့မှာသူတို့နာမှုကူညီအတင်းနဲ့တွားကြတာဆိုတော့ဖုန်းကလူတကာအခုခုခင်မှာပါနေကြတယ်ဗျာအဲ့မဲ့တင်လိုက်တဲ့အချိန်မှာကြာလေကိုရီးယားဟိုမတိလိုက်ဘူးနောက်ရမနဲ့ကြာမှတိလိုက်တာ အဲဝင်ပူးတဲ့ဟာကိုတင်တယ်ဆိုတာလည်းအစာအဆုံးမပါဘူးအစာဆုံးမပါဘူးဆိုတာကကြတော့နာမှုကူညီရေးအသင်းကားနဲ့ကျွန်မမောင်ရဲ့ဟိုဝင်ပူးတဲ့ဦးလေးကြီးရဲ့ဆိုတာအရင်ဆုံးသွားကြတာသွားကြတဲ့အချိန်မှာချင်းအောင်ထဲမှာလက်ကဒီလိုထောင်ရဲ့ဒီလိုလေးလက်သီးလေးကဆုပ်ထားသလိုပုံစံမျိုးလေးထောင်ရဲ့ကလေးကျမတို့အဖေတို့အဲသူ့ညီမအငယ်ဆုံးလေးလေးပါတယ်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာသွားတဲ့နင်းနိုးတဲ့အထဲကိုတက်ကြည့်ကြည့်ကြအောင်တဲ့ လက်ကြီးကျသွားပြီတဲ့ငါတို့လာတော့ကလက်ကထောင်ရဲတဲ့ပုံနေလဲရှိတယ်အဲ့မှာအဖေတို့ကကြတော့ဖုန်းကြီးကတောင်ပေါ်မှာတပားတဲ့သတင်းသုံးတယ်အဲသူ့မှာခွေးလေးအဖော်9000ရှိတယ်ကျန်တဲ့တကာတွေတကာမတွေကပ်ပြရတွေပါရင်မလာဘူးလားဆိုရင်ตัวอ่ะจ้ะรอပြောမယ်ဆိုရင်သူ့ရဲ့ဒီဖះကုန်းမြေပေါ်မှာจ้ะတော့ तू อ่ะစီကံကြီးရဲ့တစ်ပင်နေလဲအခုမခံဘူးပြီးကြလို့ရှိရင် အတွဲတွေတက်လာရင်လည်း तू ကမကြိုက်ဘူးအဲ့လိုသူများအတွဲတွေဆိုရင်တည့်ရဲ့အတိုင်းပဲအဲ့လိုမျိုးတွေလည်း तू ကအဲ့သူကုန်းမြေပေါ်မှာအဖြစ်မခံဘူးလူတွေအများကြီးနဲ့လာတယ်ဆိုရင်လည်းပြန်တော့ပြန်တော့အာဆိုပြန်ခိုင်းတာမိသားစုကလာမယ်ဆိုရင်လည်းဟဲ့လမ်းခီးမကောင်းဘူးလမ်းပြက်တယ်အဲလာမယ်ဆိုရင်တော့မှ तू ကအလားမခံတဲ့လူမျိုးမိသားစုကိုလည်း तू ကဒုက္ခမပေးဘူးအဲ့ကြတော့ ကျွန်တော်တို့ကလည်းသွားမယ်သွားမယ်ဆိုပြီးတော့ကိုလည်းကိုစီးပွားရေးတွေနဲ့ဆိုတော့ဩသူကျမ်းမာရေးကောင်းတယ်အဲပေးစရာရှိတဲ့ဟာလေးတွေတော့ပဲအင်ကအတော်ကလန့်လန့်ပေးတာဟိုလူကြုံနဲ့သွားတဲ့သူတွေနဲ့ဟိုကပါလိုက်တယ်ဆိုရင်ဒီဘက်ကိုပြန်လာပြောတယ်ဖုန်းတွေပေးထားရင်လည်းဖုန်းတွေကိုမတော့ဘူးဟိုအရင်တော့ဆိုရင်ကျမတို့ဒီဘာလို့စင်ကက်လေးတွေထည့်ထိုးစင်ကက်လေးထည့်သွင်းရတဲ့အထိုင်ဖုန်းတွေကြာသွားတာအဲအထိုင်ဖုန်းလေးတွေဆိုရင်လေသူ့ဟိုတဲ့ဖုန်းတွေဆက်ပြီးတော့ပြဿနာကြီးရှာလို့ဆိုပြီးမှကက်ကြီးနဲ့ကြိုက်ပြတာကျိုး ဟိုမောအဲ့လိုလူမျိုးလူမျိုးဆိုတဲ့အခါကျတော့အခုသူများနေမန့်နေသလိုပြောနေသလိုမဟုတ်ဘူးဆိုတဲ့အရာကိုမိသားစုဝင်အနေနဲ့ဒါလာရှင်းပြပေးထားတာ။အောက်ဆိုတကယ်အမှန်ကန်အလုံးလုံးနေတဲ့ဘုန်းကြီးကိုဟိုပေါ့ရကြမရှိအောင်ပြောဆိုနေရည်ဆိုရင်လည်းမိသားစုအနေနဲ့ကလည်းမခံစားနိုင်ဘူး။ပြီးကြတော့သူကဝင်ပူးတာမဟုတ်ဘူး။ကျွန်မထပ်ပြောမယ်နော်ဝင်ပူးတာမဟုတ်ဘူး။အဲ့မှာကျွန်မတို့အိမ်ကသူ့ညီမအငယ်ဆုံးရဲ့ညီအလက်ရဲ့ရောက်သွားတဲ့အချိန်မှာ ဘုံကြီးပြန်လုံတော်မူတဲ့ပုံကြီးကအကောင်နေတော်ကြတဲ့အဆင့်ထိရောက်သွားတယ်ဗျာအကောင်နေတော်ကြတဲ့အဆင့်ထိရောက်သွားတဲ့အတွေ့အကြုံမလို့ဘလို့ပဲနေနေမိသားစုတွေနဲ့ကြတော့ယူယုံမရဖြစ်တယ်ပြန်တွေးတဲ့အတွေ့အကြုံတော့လေငါတို့ဘုံကြီးကအသက်ခံရတာလားတပါးနဲ့နေတဲ့အတွေ့အကြုံမလို့အဲဘလို့ဖြစ်လို့ဆုံးတာလဲ ဘာလေးတွေမြန်မှားစရာရှိသေးလေအဲ့သုံးချက်အနေနဲ့ကညီကရွှေညီကကြတော့တမေအေးရဲ့မွေးတဲ့ညီဆိုတဲ့အခါကျတော့ရွှေရင်ကျော်စရာလည်းဖြစ်တယ်ကဲဝင်ပူးလို့ရရင်ဝင်ပူးဆိုပြီးတော့အစွဲသွင်းလိုက်တာအမိန်သွေးလိုက်တာကဲပေးလိုက်တဲ့အချိန်မှာ तू ပြောခြင်းတဲ့အရာလေးတွေ तू မှားခြင်းတဲ့အရာလေးတွေကို तू ပြောခွင့်ရသွားတယ်ရသွားတဲ့အကြောင်းကြောင့်မို့လို့အဲသူများတက်လို့သေးတာမဟုတ်ဘူးသူ့ဘာသာသူသူကျမ်းမာရေးကြောင်းမို့လို့ဆုံးတာ ဒါတိလဲရတဲ့အတီလေးနော်နောက်ထပ်သူချန်ခဲ့တဲ့အလုတ်ကလေးတွေမှားစရာရှိတာလေးတွေမှားသွားတယ်ဒါမိသားစုဝင်အနေနဲ့ကြတော့အလောက်လေးတောင်မှမေးပိုင်ခွင့်မရှိတော့ဘူးလားအဲ့တော့ဗီဒီယိုဖိုင်ကတဝက်တစ်ပြက်ပဲတင်တဲ့အတွက်ကြောင့်မို့ဖုန်းကြီးကမသေးလို့အသေးသွားပြီးတော့မကျွလို့ဝင်ပူးတာဘာညာဆွဲတာဆွဲမှာပဲဘာလို့လို့ဆိုတော့ပုထုဇဉ်များယဟန်ဝစ်လိုက်တယ်ယဟန်ဝစ်လိုက်တယ်ဆိုပေမဲ့လေ तू ကသာသနာပြုနေတဲ့သူဟိုပြီးကြတော့ဒီ ဒါငါလုပ်ခဲ့တဲ့နေရာလေးဆိုပြီးတော့ငါဆွဲဆိုတဲ့အဆွဲရလဲဖုန်ကြီးပဲဖြစ်နေဖြစ်နေလူပဲဖြစ်နေဖြစ်နေရှိတယ်မရှိဘူးဆိုတာလိမ့်တာလုံးဝရှိတယ်အဲတော်တော်တရားပေါက်နေတဲ့ဥစဉ်တွေကိုတော့မပြောဘူးเนาะဒါကျမတို့ဒီမြင်နေရသမျှကိုတော့ပြောပြတာအဲဆွဲတာတော့ရှိမှာဒါပေမဲ့သူကငုံငနဲ့30နီးပါးလောက်အလုံးလုတ်ခဲ့တယ်ဗျာဖခင်ကြီးဖခင်တွေအကုန်လုံးကိုအဲတာသနာပြန်ပွားအောင်သူလုတ်ခဲ့တယ်သူခံရအောင်တော့ နည်းနည်းပေါ့ဟုတ်တယ်မလားဟုတ်တယ်ဆွဲတာကိုလက်ခံတယ်ဖုံကြီးစည်းစိမ်တွေမတ်လို့မကျွတ်တာဆိုတဲ့အရာကြီးကိုလက်မခံတာပြီးကြလို့ရှိရင်ဖုံကြီးကသူ့ဘာသာသူဝင်ပူးတာမဟုတ်ပါဘူးကြံတဲ့ညီကိုမောင်နှမကပါလေးနေမှားစရာရှိသေးလေစောနာပြောတဲ့သုံးချက်ကိုတိကျင်တဲ့အတွက်ကြောင့်မလို့ဝင်ပူးခိုင်းတာအဲ့ကြတော့တခြားမလို့ဓာရီမှန်နေတဲ့အရာတွေကြောက်လေဒေါသထွက်တယ် စိတ်လဲတိုတယ်ကောင်းတာလုပ်နေတဲ့သူကိုဒီလိုပုတ်ဆို့ပတ်ဆက်ကြီးတွေပြောနေရတာကိုလည်းမခံစားနိုင်ဘူးဒါကမတိသေးတဲ့အရာတွေကိုပြပြပေးတာအဲ့ဗီဒီယိုဖိုင်ထဲမှာလက်ကြလက်ကဘာဖြစ်တာတော့အထက်ဝင်ကြည့်ဆိုတဲ့အရာတွေလည်းတမဝေါ်ထဲမှာအကုန်တင်ပေးထားတယ်ဝင်ကြည့်ကြပါမကောင်းတာလေးတွေကတော့တုံသိုံလေးတွေဆိုရင်ကိုချင်းစာစိတ်ကလေးနဲ့မှန်ပေးကြပါလူဆိုတာတေမျိုးကြည့်ပါပဲတေကန်နီးအချိန်မှာအစွဲမထားဖို့တွေ ဒါဘလို့ပဲနေနေတန်ဝေကတရားတွေရတယ်ချိတဲ့ရင်မြင်တယ်တရားသဘောလေးနဲ့ပဲကြည့်ကြပါဟုတ်ကဲ့ပါညီတို့ကျွန်တော်ပြည်ဖန်လေးကောက်ဒီတော့ပါပဲဒီဖန်လေးရဲ့ဖြစ်စဉ်ကတော့မန္တလေးဒေသကြီးပတင်ကြီးမြို့နယ်ရေရကုန်တောင်ရွှင်းတောက်ကိုအပေါ်တက်အောင်တော်မူဖရားမာတာခွန်ကြီးဥဒမတပါတဲ့တရင်သုံးနေစဉ်မှာဒါနေမကောင်းဖြစ်ပြီးတော့အလုံးတော်မူတာ6ရက်မြောက်နေ့မှာရှင်မျိုးတွေကတီလို့ဒီနေ့မှာတော့မီးတင်းတကြိုတယ်နောက်ပုကခံပြီးတော့မီးတွေမြန်းနေပေါ့နော်အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဖုန်ကြီးရဲ့မိသားစုဝင်ဖြစ်သူဒီမျိုးသမီးကဒါအပြည့်စုံရှင်းပြထားတဲ့ရုပ်သံပြပိုင်းမက်တလစ်ကို တင်ဆက်ပေးတာပြီးတော့ဖြစ်ပါတယ်။ live မှာကလည်းအမျိုးမျိုးဝေဖန်နေကြလို့ဒီတင်ဆက်လေးကို live ပြီးအမြောက်ကိုတင်ဆက်ပေးခြင်းဖြစ်တဲ့ TV ဖန်လေးကိုကြည့်ပြီးတော့လေးမှတောင်ဝေကရောက်ဖို့ကောင်းပါတယ်ဗျ။ဟုတ်ပါကျွန်တော်ဒီဖန်လေးကတော့ဒီတော့ပါပဲ။ဒီဖန်လေးပတ်သက်ပြီးတော့အမျိုးရဲ့ TV စာချုပ်ကိုလည်းကျွန်တော် comment မှာ message ပေးခဲ့လေးရလို့ဝေဖန်ကြိုက်ပြီးနေပါဗျ။နောက်ထပ်တင်ဆက်တဲ့အရာရှိလို့ရှိရင်ထပ်မံတင်ဆက်ပေးပါောင်းမယ်။ကျောင်း channel နဲ့ဘိုးသူတဲ့ရတဲ့ကျောင်းနဲ့ဆယ်လီတဲ့တဲ့ကိုမယ်တင်ဆက်ပေးပါမို့ကျောင်း channel like ဆောက်ပါမယ် like ဆောက်ပါမယ်ဘေးနဲ့ notification bell ကိုအနိုင်ခဲ့ပေးဖို့နှားဆင်ကြပါမယ်။ကျောင်း channel နေ့စဉ်နဲ့မှာကြည့်ရှုအားပေးနေတဲ့ viewer တွေချင်းကြောင်ကျေးဇူးများတင်ပါတယ်။နောက်ထပ် video မှာပြန်ဆောင်ကြမယ်။